ဆရာဝတ်ဆရာအချင်းကြီးရောတော်သေးရပါ့အချင်းကြီးဖြည့်ဆည်းထိုးလိုက်နိုင်ဟုတ်လေဆရာစာချုပ်တခုမေးချာရှိလို့စာချုပ်စဉ်းစားနေရလေစိတ်တက်မတဲဆိုတာအရင်စမ်းပြီးတဲ့တယ်ဆိုမှထိုးပြရမဟုတ်ဘူးလားဆရာအဲ့တော့ဘာလို့အခုကရှော့ဝင်နေတိဖြစ်သွားတာလဲဆရာခုဒီ case ကတော့သူတို့တက်မတဲ့အရင်စမ်းနေဒါပေမဲ့စမ်းတဲ့နေရာမှာ ဘာများအမာရင်းရှိလဲမသိဘူးအဲ့ဒါလည်းဖြစ်နိုင်တယ်နောက်တစ်ခုကစမ်းနေတော့ချင်းတော့ reaction မလာဘူးတကယ်တည်းစေးသွင်းတော့မှ reaction လာတာလည်းရှိတယ်အေးပူဆိုးတာလူနာအဲ့ဆေးကို sensitive ဖြစ်ပြီးဆိုရင်အဲ့ test တို့လေးနဲ့မတည့်တာလည်းရှိတယ်အဲ့ခါ short ဝင်နေတယ် test တို့နဲ့မတည့်တာဖြစ်နိုင်လို့လားဆရာရဲ့ဇာကြီးတော့မကြုံဘူးသေးဘူးဆရာအေးပေါ့ ဇာကြီးရမဆရာဝန်ဖြစ်သေးပဲကိုကိုယ်ပိုင်စည်းကမ်းဖွင့်ပြီဆိုရင်တော့ဒါမျိုးတွေအကျုံးရတယ်ဇာကြီး